thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့ပြည်ရင်တိဆောက်နေတဲ့စစ်တပ်တဖန်ခေါင်းထောင်လာနေပြီလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်အာဏာရှင်စနစ်လက်နက်ကင်တွန်လိုင်းရေးနဲ့တူ2019ခုနှစ်စစ်စင်ရေးကြောင့်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာတွေမှာဥကျိုးပြက်စီခဲ့တဲ့စစ်တပ်ဟာပြည်ရင်တိဆောက်လာနေတယ်လို့စစ်ရေးအကဲခတ်တွေကသတင်းဌာနကိုပြောပါရယ်စစ်ကောင်စီအသက်သွင်းလိုက်တဲ့ပြည်သူစစ်မှုထမ်းဥပဒေအရနီလန်းပေါင်းစုံနဲ့လူငယ်လူရွယ်တွေကိုတပ်သားဖြစ်စုဆောင်းလိုက်တဲ့အခါအင်အားတောင်း င်းနှင့်ချီရရှိလာပြီးတံပြန်ထိုးစစ်အတွက်စစ်တပ်ဟာကောင်းထောင်ဖို့ကြိုးပမ်းလာပါတယ်။ အင်အားလိုအပ်ချက်အရဖြည့်တင်ထားတဲ့စစ်မှုသဏ္ဍာန်စင်းတွေဟာနိုင်ငံတော်ဝန်ရှိရင်ရင်ဆိုင်နေရတဲ့ရှေ့တန်းစစ်မျက်နှာတွေနဲ့နောက်တန်းစခန်းတွေမှာပို့ဆောင်ခံရပြီးခုခံစစ်အပါအဝင်ထိုးစစ်အတွက်အသုံးချခံနေရပါတယ်။တဟာငကြင်းစီနဲ့ငကြင်းပြန်ကြော်တလို့လူငယ်တွေကိုတရားလက်လွတ်ဖမ်းဆီးပြီးအတင်းအဓမ္မစစ်တပ်နဲ့ပို့ကတက်ကွင်းနဲ့လူသားတိုင်းတပ်ဖွဲ့လွတ်နေတာလို့လူခွင့်ရေးလှုပ်ရှားသူတွေကထောက်ပြကြပါတယ်။စီရီယန်ပူကြီးကောင်းသူဝင်ကစစ်တပ်ဟာလူအင်အားရလာတာနဲ့တပြိုင်တည်းရှိသမျှအရင်းမြစ်တွေနဲ့အခြေအနေပြန်ကောင်းလာနိုင်ဖို့ဒီလို မျိုးအတုံးချနေတာလို့သုံးသပ်ပါတယ်။အဲဒီတော့သူ့ရဲ့ရန်တရားမှာတော့လူအင်အားရလာတာနဲ့တပြိုင်နက်ရှိပြီးသားလက်နက်ခင်းရန်အရင်းမြစ်ရှိမယ်။သူတို့ရဲ့အာသာချက်ဖြစ်တဲ့လေကြောင်းတွေရှိမယ်။နောက်ပြီးတော့သူတို့ရဲ့လက်နက်ခင်းရန်တွေထုတ်နိုင်တဲ့ကပ္ပစာတွေရှိရဲ့။နောက်ပြီးတော့သူတို့ရဲ့လူဝဲချက်ကိုဖြည့်ဆည်းပေးနိုင်မယ်။ပြည်သူရဲ့ဗဏ္ဍာငွေတွေကိုလက်ထဲကင်ပြီးသူတို့အခြေအနေပြန်ကောင်းလာနိုင်ဖို့ဒီလိုမျိုးအတုံးချဆောင်ရွက်နေရတဲ့ကိုတွေ့ရတယ်လို့ CDM ပူကြီးကောင်းသူဝင်းကပြောပါရယ်။နိုင်ငံကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ဖို့အကြောင်းပြချက်နဲ့စစ်ကောင်စီကစစ်မှုရန်တနန်းပတ်စဉ်တက်ကနေ ေ၁၁အထိသင်တန်းဆင်ပြီးထားတဲ့တပ်သားအရေအတွက်9000ကျွဲလောက်ရရှိထားတာပါစစ်မှုရန်ပတ်စင်တစ်ခုမှာတပ်သား9000လုံးနဲ့ရထားတဲ့အတွက်လာမယ့်ရက်ပိုင်းတွင်ဖွင့်လှစ်မယ့်အပတ်စဉ်၁၄ထိဆိုရင်တပ်သားအင်အား9000လောက်ရှိနိုင်မယ်လို့နားလည်ထားပါတယ်စစ်ကောင်စီအနေနဲ့မြို့ပေါင်း90ကျော်ကို အလုံးစုံဆုံးရှုံးထားပြီးကျင်းပမယ့်ရွှေကောက်ပွဲအတွက်မဲဆန္ဒနယ်မြေပုံမှုရရှိရေးပြည်သူစစ်မှုရန်တွေပြည်သူစစ်တွေတပ်ဖွဲ့ဝင်တွေနဲ့လက်လွတ်နယ်မြေတွေပြန်ယူအပ်ဖို့အင်အားအလုံးရေးတုံးပြီးထိုးစစ်ဆင်နေတာပါ မန္တလေးမူဆယ်နယ်စပ်ကုန်းသွင်းလမ်းကြောင်းပေါ်ရှိရှမ်းမြောက်ကနောင်ချုံမြို့ကိုထိုးစစ်ဆင်နေတဲ့လို့ကချင်ကတပ်ဖန်ဖားကန့်အပါဝင်ရှမ်းကယားနယ်စပ်မိုးပြင်းနဲ့ဖဲကုံမြို့တကြောကိုလည်းတိုက်ခိုက်နေတာလို့ဒေသတွင်သတင်းရင်းမြစ်တွေစီကသိရပါရယ်။တားပြင်ကရင်ကကြုံတုံးနဲ့ကော့ကရစ်မြို့နီလိုမှာစစ်ကြောင်းတွေခွဲပြီးအင်အား900ဝန်းကျင်နဲ့ထိုးစစ်ဆင်ဖို့ရှိကောင်စီတပ်ကဂျိုးပန်းနေတာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေတာပါ။ကရင်နီလူခွေရင်ဖွဲ့ဒရိုက်တာဥပညာကစစ်တပ်ပြိုလဲတော့မယ်အနေထားမှာစစ်မှုထမ်းဥပဒေနဲ့အင်အားဖြည့်ပြီးအတင်း အသေးခံတိုက်ခိုက်နေတာဟာတက်ကိုတိဆောက်လို့မရတယ်လို့အရင်လိုမျိုးလုံနိုင်စွမ်းမရှိတော့ဘူးလို့သုံးသပ်ပါတယ်။တက်ပြတ်တဲ့တက်ကိုစ조사တိဆောက်နေတဲ့အတင်းမဲ့အသေးခံပြီးတိုက်နေခြင်းဟာရေရှည်တက်ကိုတိဆောက်လို့မရဘူးလေနော်။ဒါကြောင့်မလို့တက်ကိုတိဆောက်မယ်လို့ပြောလို့မရတာနဲ့ပြိုလဲတော့မယ်ကာလတစ်ခုမှာကြားကန်အတုံးလေးစစ်မှုတန်းဆိုတဲ့ဥပဒေနဲ့လူတွေကိုအသေးခံပြီးတော့လူသားတစ်တိုင်းကာတဲ့ပုံစံလောက်ပဲရှိမယ်။တကယ်လက်တွေ့ကစည်ရေးပရိယေအရာဖြစ်စေလက်နက်ခဲအရာဖြစ်စေအရင်တုန်းကလိုမျိုးဖော်ဖော်တီတီမရှိတော့ဘူး။အရင်ကလိုမျိုးလုံနိုင်စွမ်းမရှိတော့ဘူးဆိုတာ ကျွန်တော်တို့ပြောလို့ရတယ်လို့ပြောပါတယ်စစ်တပ်ကခက်ဆက်ဆက်ခိုင်မာအားကောင်းတဲ့တိစောက်ပုံတွေရှိပြီးငွေချင်းအရင်းမြစ်တွေနီးနာတွေလူအရင်းမြစ်တွေအရန်အင်အားတွေနဲ့အခြေခံအဆောင်တိုက်တိုင်တွေဟာ institution တစ်ခုလုံးမှာဆက်ရှိနေတာပါတန်တမန်ရေးရမှာလည်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်နိုင်ငံနဲ့ရုရှားတို့ရဲ့မျက်နှာသာပြီးထောက်ခံမှုတွေရရှိထားသလိုအာဆီယံပါဝင်ဒေသတွေနိုင်ငံတွေကလည်းစီးပွားရေးရာထိတွေ့ဆက်ဆံနေတာဖြစ်ပါတယ် Justice for Myanmar ရဲ့အချက်အလက်တွေအရအာဆီယံဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ Vietnam, Thailand, Singapore, Malaysia နဲ့ Indonesia က ကုမ္ပဏီ54ခုကစက်ကောင်စီကို အခွန်ငွေလင်းရင်စီနဲ့ဒီပညာတွေပံ့ပိုးကူညီနေတယ်လို့သိရပါဗျ။ တစ်ဖက်မှာလည်းလူမှုအပေါ်ထွေထွေ ချွတ်ချုံကြမှုဖြစ်အောင်ဖန်တီးပြီးတော်လိုင်းအင်အားစုတွေကိုမထောက်ပံ့နိုင်အောင်လှုံ့ဆော်နေတာမို့မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အင်းမွန်ကပြောပါရယ်တစ်ဖက်ကလည်းရန်ပုံငွေတွေကိုပြည်သူတွေကတဆင်တိုက်ယူနေရတယ်အခုဆိုလို့ရှိရင်လိုင်စင်မဲ့ရင်တွေဆိုင်ကယ်တွေကိုဖမ်းနေသိမ်းစရာရှိတာပိုက်စိတ်တိုက်သိမ်းနေဆိုလို့ကအထွေထွေချွတ်ချုံကြမှုဖြစ်စေအောင်တမင်ဖန်တီးပြီးတော့တော်လိုင်းအင်အားစုတွေကိုမထောက်ပံ့နိုင်အောင် လုပ်နေတဲ့သဘောမျိုးဖြစ်နေတယ်လေချောင်းနောက်ပြီးတော့မြေပြင်မှာအရက်သားတွေကိုပြတ်မှတ်ထားပြီးရှာဆွေးမှုတွေကိုနေတိုင်းဖိနှိပ်မှုတွေလုပ်နေရလို့ဆို ိုပါတယ်နိုင်ငံရေးတရားဝင်မှုရရှိရေးနဲ့စစ်တပ်ပါဝင်စစ်အာဏာရှင်တွေရဲ့ အာနာတီမြဲကြီးအတွက်တော်လိုင်းတိုက်ပွဲတွေရှိနေသည့်တိုင်းစစ်ကောင်စီကရွှေကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့ပြင်ဆင်နေတာပါရွှေကောက်ပွဲကော်မရှင်ရဲ့လက်ရှိစည်ရင်းနေရမဲဆန္ဒနဲ့269မျိုးနယ်မှာရွှေကောက်ပွဲကျင်းပဖို့ရှိလိမ့်မယ်လို့သိရပါတယ်ဒါဟာမျိုးနယ်ပေါင်း330ရှိမြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းကျော်မှာရွှေကောက်ပွဲကျင်းပမယ်လို့နားလည်ရပါတယ်အပိုင်းလိုက်ကျင်းပဖို့ရှာထားတဲ့ရွှေကောက်ပွဲကိုနေမြေလုံးကျုံရင်အခြေအနေအရကျင်းပနိုင်တဲ့မြို့နယ်တွေမှာဆောင်ရွက်သွားမှာဖြစ်ပြီး မကျင်းပနိုင်တဲ့နည်းမျိုးတွေကိုလည်းကြီးညာသွားမယ်လို့ကော်မရှင်ကအတည်ပြုပါတယ်။နိုင်အဲမွန်ကတော့ကံကောင်းရင်ဂျားကန်နိုင်ငံပါတီကနေတစင်တရားဝင်မှုကိုရယူနိုင်မယ့်တိုင်းပြည်ဟာပဋိပက္ခတွေပုံမပြင်းထန်လာမှာမို့စစ်ကောင်စီအတွက်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးလို့မှတ်ချက်ပြုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တဝန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းမှတ်ပန်းတပိတ်နဲ့အင်ဂျီပြားရှင်းရတာလူလူလှူရှာမှုနှစ်ခုမှာပြည်သူများပါဝင်ကြဖို့နှိုးဆော်ပြီးမိမိရဲ့လုံခြုံရေးကဦးစားပေးပထမပေးဖြစ်ပြီးလုံခြုံရေးအသည့်တတိနဲ့ ပါဝင်ကြဖို့တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လူမှုကောင်ဆောင်ထောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ပန်းတပိတ်နဲ့အင်ဂျီပြလှုပ်ရှားမှုနှစ်ခုမှာပြည်သူများပါဝင်ကြဖို့အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရင်အင်အားစုဒီကနေ့နိုးစော်ကြေညာပါတယ်။လာမယ့်ဇွန်လ19ရက်နေ့ကြာရောက်မယ်။လူမှုကောင်ဆောင်ထောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုကွန်ပျူတာကြိုဆိုတဲ့အထိမ်းအမှတ်အဖြစ်မွေးနေ့ရှင်နဲ့တကွာအတမဖန်ဆီးခံထားတဲ့နိုင်ငံအကျဉ်းသားများအားလုံးချွင်းချက်မရှိအမြန်ဆုံးလူမြောက်ရေးစေအုပ်စုဖန်တီးနေတဲ့အတူရောင်တရားမဝင်ရွှေကောက်ပွဲကိုတပိတ်မောက်ထားတဲ့အနေနဲ့လူမှုလှုပ်ရှားမှုကြီးနှစ်ခု ဆင်နွှဲကြဖို့တိုက်တွန်းနှိုးဆော်လိုကြောင်းကြေညာထားပါတယ်။ပထမလှုပ်ရှားမှုမှာလူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့တွဲမြင်ပြီးသားဖြစ်တဲ့ပန်းသပိတ်လှုပ်ရှားမှုနဲ့နင်းစီနီအပါဝင်လက်လန်းမီယာပန်းတွေကိုဖျားပန်းတင်ခြင်းစကေတာမှာအမျက်တနိုးပန်းစင်ခြင်းအလှပန်းကိုထိုးခြင်းအပြန်အလှန်ပန်းလက်ဆောင်ပေးကြခြင်းအွန်လိုင်းပေါ်တင်ကြခြင်းမြေပြင်မှာပန်းသပိတ်လူမှုလှုပ်ရှားမှုတွေကိုလုံခြုံရေးအသည့်တတိအပြည့်နဲ့ဖော်ဆောင်သွားဖို့ GSCP ကနှိုးဆော်တိုက်တွန်းထားပါတယ်။လှုပ်ရှားမှုဖြစ်အင်ဂျီပြလှုပ်ရှားမှုဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားများလွတ်မြ မြောက်ရေးတွက်ရှိရွယ်ကြောင်းအင်ဂျီပြပစိုးပြဘောင်းမီပြအုတ်ထုတ်ပြအစရှိတဲ့အပြာရန်ဝတ်စာသုံးဆောင်တွေကိုဝစ်စင်အသုံးပြုကြဖို့ဖြစ်ကြောင်းသိရပါတယ်ပန်းတိန်လှူရှာမှုနဲ့အင်ဂျီပြလှူရှာမှုရှိရတာကမ်ပိန်းကိုဇွန်လ14ရက်မှ22ရက်ထိမိမိအဆင်ပြေတဲ့ရက် တရက်မှာဖြစ်စေနေ့စဉ်ဖြစ်စေအစဉ်ပြေတဲ့ပုံစံနဲ့ပါဝင်နိုင်ကြောင်းသိရပါတယ်။တော်လန်သွေးမအေးဘူးဆိုတာပြည်သူလူထုကိုပြောရမှာပဲ။ဒါပေမဲ့မိမိရဲ့လုံခြုံရေးကအဓိကဖြစ်တဲ့ကိုဗစ်မဖြစ်အောင်အနေနဲ့မရှိအောင်လူမှုကွန်ရက်ပေါ်တင်ရင်လည်းကိုယ့်ကိုပြန်ပြီးဒုက္ခမဖြစ်အောင်ပါဝင်ကြဖို့တိုက်တွန်းချင်ပါတယ်။တော်လန်စိမ့်တဲ့အစဉ်ပြေတဲ့ပုံစံပါဝင်ကြပါအထူးသဖြင့်တော့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့စစ်တပ်ရဲနဲ့သတင်းပေးတွေကမိမိကိုယ်ကိုဒုက္ခမပေးနိုင်အောင်လုံခြုံရေးဦးစားပေးစီစဉ်ပြီးလှုံ့ဆော်ကြပါလို့တိုက်တွန်းချင်ကြောင်းပြည်တွင်းမှာမြို့ပြတော်လိုင်းတပိတ်ဖွဲ့ဝင်တအုပ်ကသတင်းဌာနကိုပြောပါရစေ။ လာမယ့်ဇွန်လ19ရက်နေ့မှာလူမှုကောင်ဆောင်တောင်းဆန်းစုကြည်ကအသက်80ပြည့်မှာဖြစ်ပြီးစစ်ကောင်စီက2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာစတင်ပြီးတောင်းဆန်းစုကြည်ကိုမတရားဖမ်းဆီးအကျဉ်းချထားတာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကရင်ပြည်နယ်ကောသူလေတီထောင်ပေါ်လူငယ်ပညာဓာတ်တွေပါဝင်ကြဖို့ KNU ဥက္ကဋ္ဌတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်ကောသူလေတီထောင်ပေါ်လူငယ်ပညာဓာတ်တွေဟာကဏ္ဍပေါင်းစုံမှာပါဝင်ဖြည့်ဆည်းကြဖို့လိုအပ်ပြီးလာမယ့်အနာဂတ်ကာလမှာမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ကတာလင်ဖမ်းဆင်းပြီးစီ ီမံအုပ်ချုပ်နိုင်မယ်လို့ကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌပဒူစောကွယ်ထူဝင်းကပြောပါရယ်ဇွန်လ14ရက်မှာကြာရောက်တဲ့86နှစ်မြောက်ကောတူနေနေမှာကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌပဒူစောကွယ်ထူဝင်းကမိန့်ခွန်းပြောကြားရမှာအခုတော့ပဲထည့်သွင်းပြောဆိုထားတာပါ KNU နေနဲ့မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်လိုင်းဖွဲ့စည်းတွေစစ်အာဏာရှင်ဆန့်ကျင်ရေးဖွဲ့စည်းတွေနဲ့ပူးပေါင်းက Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့ကြိုးပမ်းလျက်ရှိပြီး KNU ထိန်းချုပ်ထားတဲ့နေမြေမှာအုပ်ချုပ်ရေးနဲ့ပြည်သူ့အရေးစီမံခန့်ခွဲမှုတွေကိုလည်းချမှတ်သွားမှာဖြစ်တယ်လို့ ဘဒူစောကွယ်ထူးဝင်းကဆိုပါတယ်ဒီနေ့ဟာတော်လိုင်းအချိန်ကာလဖြစ်ပြီးမဟာလူမျိုးကြီးဝါဒနဲ့အာနာရှင်စနစ်တွေကိုကျင့်သုံးကပြည်နှင်ပဋိပက္ခတွေကိုဖန်တီးနေတဲ့သူတွေကိုအပီးတိုင်တိုက်ဖြတ်နိုင်ပုံဟာကရင်မျိုးသားတွေရဲ့တာဝန်ဖြစ်တယ်လို့ KNU ဥက္ကဋ္ဌကပြောပါတယ်ကရင်ပြည်ကောသူလေးကိုအတူတကွာထူထောင်တာနဲ့တစ်ချိန်တည်းမှာတင်း လူမျိုးတွေနဲ့ပြည်သူတွေအားလုံးငြိမ်းချမ်းကောင်းမွန်စွာနဲ့နေထိုင်နိုင်မှုကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုတည်ထောင်မှုကိုလည်းအတူတကွကြိုးပမ်းသွားမယ်လို့ဆိုပါရစ်ဒါအပြင်မိမိကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုကျင့်သုံးတာဟာတော်လိုင်းကာလမှာကင်ဆယ်ရည်တည်မဲ့နိုင်ငံလမ်းညွှန်ချက်ဖြစ်တဲ့မိမိနိုင်ငံကံကြမ္မာမိမိကိုယ်တိုင်ဖန်တီးရေးနဲ့ကရင်လူမျိုးတွေတာမကလူမျိုးတွေအားလုံးကြီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက်အုပ်ချုပ်ရေးနဲ့ပြည်သူ့အရေးစီမံခန့်ခွဲမှုကိုလမ်းညွှန်ပေးခြင်းဖြစ်တယ်လို့ဘဒူစောကွယ်ထွန်းဝင်းကပြောပါရစ်ခေကာလနဲ့အညီတိုးတက်ပြောင်းလဲနေတဲ့နိုင်ငံအခြေအနေတွေအုပ်ချုပ်ရေးနဲ့ပြည်သူ့အရေးစီမံ ံခံခွင့်ရေးလို့ကိုနားလေသဘောပေါက်တဲ့ကျွမ်းပိုးလိလာတင်ယူလျက်လာမယ့်အနာဂတ်မှာမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ကတာလင်ဖန်ဆီးပြီးစီမံအုပ်ချုပ်နိုင်ဖို့အနာဂတ်မျိုးဆက်တွေကိုမွေးထုတ်သွားမယ်လို့ဆိုထားပါတယ်ကရင်မျိုးသားတော်လိုင်းလှူရှာမှုဟာကရင်လူမျိုးတို့ရဲ့ရည်မှန်းချက်နဲ့အိမ်မက်ဖြစ်တဲ့ကောတူလီနိုင်ငံထူထောင်ခြင်းဖြစ်ပြီးကရင်လူမျိုးအလုံးရဲ့စိတ်နှလုံးမှာကောတူလီနိုင်ငံဟာဆွေးမြဲရှိနေမှာငင်းပယ်လို့မရဘူးလို့ကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌဘဒူစောကွေထူဝင်ကပြောဆိုလိုက်တာဖြစ်ကြောင်းသတင်းမှဖော်ပြပါရှိပါရှင်။